ဲကျင်းမဖြစ်တာတော့ဟိုကျွန်တော်တို့ဒီရွာမနေတဲ့ကွာလဲဒီဘူကလေးမနေတဲ့ကွာလဲပွဲရလုတ်ဖြစ်တယ်ပေါ့နော်အမြဲတမ်းအဖေကဒီလုံးဝသမားလေးတွေကိုအဲ့လိုပေါ်ထိုးစင်နေတာပေါ့ဒီအခုရန်ကုန်ရောက်တော့လဲအဲ့လိုပဲဟိုကျွန်တော်တို့အခုချိန်မှာကအခွင့်အလမ်းတွေအများကြီးပေါ်တယ်ဒါပေမဲ့မျိုးသက်တဲ့လုံးဝသမားလေးတွေကအဲ့လိုဟိုရှားတယ်ပေါ့နော်ကျွန်တော်တို့ကဒီမျိုးသက်တဲ့ပွဲကိုရိုးမဟုတ်တော့ပဲနဲ့မျိုးသက်တဲ့ဒီအမှတ်ပေးပွဲဆိုတဲ့ပုံစံမျိုးနဲ့တွားတာပေါ့နော်ကလေးတွေဒီအမှတ်နဲ့လဲထိုးထိုးတက်လာမယ်အမှတ်အမှတ်ပေးဆိုတာဟာကိုလည်းနည်းနည်းလေး ဟိုဘယ်လိုပြောမလဲထိတွေ့လာမျိုးပုံစံမျိုးပေါ့ဒီပြန်မဲ့ဝင်ပြန်တဲ့ကလေးတွေအကုန်လုံးကတပွဲစားနှစ်ပွဲစားထိုးဘူးတဲ့မျိုးဆက်တစ်တည်းပဲနော်အဲ့အဲ့လိုမျိုးကလေးတွေကိုစုပြီးတော့မှကျွန်တော်တို့ကဒီမျိုးဆက်တစ်တခုစားတိုင်းပြန်ပွဲစုပြီးတော့အဲ့လို၄ရောက်ပက်လေ၄ရောက်ပက်လေနဲ့လို့အတန်းသုံးနှမ်းခွဲတာပေါ့ကျွန်တော်တို့ခုလုပ်တဲ့ပွဲကကျတော့ဒီအတန်းသုံးနှမ်းမှာဘလူဘတ်တက်လာတဲ့အခါကျတော့ဒရမ်မှာတက်ရောက်ပဲဆိုတော့၃ဘွဲပဲရှိတော့တာပေါ့နော်အမှတ်ပေးနေရဆိုတော့ channel ဒီရှစ်ဘွဲကိုကျတော့ကျွန်တော်တို့ကဒီမြမရွေးလောဝေးစနစ်တိုင်းအလဲထိုးစနစ်နဲ့ဟိုထည့်သွင်းကျင်းမှသွားတာပေါ့အဓိကကတော့ အမှတ်ပေးလဲပါမယ်ဒီလက်ရှိနောက်မှထိုးနေတဲ့ဒီမြို့သက်လေးတွေလည်းမြမယူရလဝိစစ်စစ်ကိုလည်းထိုးလို့ရမှာပေါ့အဓိကတော့ခလေးတွေကျွန်တော်လုပ်တဲ့ပွဲတိုင်းမှာခလေးတွေအများနဲ့ပွဲထိုးနေရဖို့ရွေချက်ပေါ့အဓိကတော့ကျွန်တော်တို့ဒီပွဲစတဲ့လေကွာအမှန်တကယ်ဆိုရင်ဝေတန်း၃တန်းကိုအနည်းဆုံး၁ဆောက်လောက်တဲတဲဖို့ဆိုလောက်တာဒါပေမဲ့ဒီပြင်းနေပွဲနဲ့တိုက်ဝါတဲ့ခါကျတော့လဝိသမားတွေကသိပ်ပြီးတော့ခဏမရှိတော့လေအဲ့တော့နောက်မှလည်းလှုပ်ဖို့တော့ရှိတယ်ဒီမြို့အဓိကတော့ဒီမြို့သက်ပေါ့ကျွန်တော်တို့ဒီရိုးရလဝိတက ရိုးရိုးတက်ကအရန်အရေးပါတာပေါ့နော်အာဒီချန်ပီယံတွေကဒီမြောက်ရွေလို့ရဲ့ဒီပထမတန်းချန်ပီယံတွေကတက်ပင်ဆိုရင်အဲ့တက်ပင်ရေတောင်းရေတောင်းမြစ်တစ်ခုကဒါမြို့ဆက်တက်လို့ကျွန်တော်ပြောလို့ရတာပေါ့ဆိုအဲ့အဲ့အတွက်ကိုကျွန်တော်ဦးစားပေးပြီးတော့ပွဲကျင်းပသွားမယ်နောက်ကကျွန်တော်ဒီတလာပိုင်း၄ရက်နေပေါ့လွတ်လပ်ရေးနေ့ပွဲအတွက်ကိုလည်းကျွန်တော်စီစဉ်နိုင်ရောရှိတယ်အဲ့ဒါလည်းကျွန်တော်တို့ကဒီမှာရနေနဲ့အခုဒီဒီပွဲနှစ်ပွဲကျင်းပလာဆိုရင်ကျွန်တော်တို့မှာပြန်ရစရာဘာမှမရှိဘူးလေ free show လောက်တာဆိုတော့လေအဲ့တော့ဟိုကျွန်တော်စုဆောင်ရတဲ့ဟာလေးတွေကိုကျွန်တော်တို့ ဟိုတိန်းဆဲပြီးတော့မှဒီမျိုးသစ်တပွဲတွေအများကြီးဆက်လုပ်ဖို့တော့ရှိတယ်အများကြီးလုပ်တော့မှာပေါ့နော်အဓိကတော့မြန်မာပြည်ကလုံးဝမှမျိုးသစ်တွေအများကြီးပေါ်ထွန်းစေချင်တာပေါ့လက်ရှိဒီ6ရက်နေ့ပွဲတော့မှာကျွန်တော်မျိုးသမီးပွဲတွဲဆိုင်တွဲဖို့ဆိုပြီးတော့အဲ့လိုမျိုးမိကလေးလေးရောက်အဲ့လိုကန်လာတာရှိတယ်အဲဆိုတော့သူတို့ကတော့စဉ်းစားအောင်ပဲဆိုတော့ဟိုနင်းဖြစ်တာပေါ့နော်ပါမလားမပါလားတော့မသိကျွန်တော်တို့ကန်လာတာတော့ရှိတယ်အဲအထူးသဖြင့်ကျွန်တော်တို့ကဒီလူငယ်တွေပေါ့နော်လူငယ်တွေတော့အခုဆိုရင်ဒီဒီအခုဒီပွဲမှာဆိုရင်ဒီចောင်းသားတွေပါလိမ့်မယ်ចောင်းသားတွေ အဓိကတက်ခိုက်ရေးဒီလဝိပညာရေးတခုကတချို့တချို့သောအမြင်တွေမှာကျတော့အဲ့လိုရန်ဖြစ်တယ်လူမိုက်လို့ချို့မြင်တာရှိတယ်။မနေ့ကဒီဒီလဝိကိုထထုံးဝင်ဝင်ပြီးတော့လေးလာတဲ့ခါကျရင်လဝိရဲ့အရန်နူးညံ့တယ်ဆိုတော့တွေးလိပေါ့နော်။နေပဲဆုံသွားနေပြီမှဒီလဝိကိုလာပြီးတော့အာယုံဆိုင်စီခြင်းနဲ့လဝိဆိုတာဘယ်လိုမျိုးလဲမြန်မာနိုင်ငံမှာရှိနေတဲ့ဒီကျွန်တော်ရဲ့ဒီကိုပိုင်ဒီရိုးရလဝိရဲ့ဘယ်လိုမျိုးလဲဘယ်လိုစိတ်ထားမျိုးတွေရှိလဲ ဘယ်လိုပညာရေးတွေရှိလဲဆိုတော့အကုန်လုံးလည်းလေးလံနေကြတော့အဓိကတော့ဟုတ်ကျွန်တော်ကလည်းဒီ2015ကနေပြီးတော့မှဟိုကျွန်တော်ရန်ကုန်ရောက်တယ်ရန်ကုန်ရောက်တဲ့အချိန်မှာလာကျွန်တော်တို့ကဒီလိုပဲမြို့သစ်ပွဲတွေထိုးပြီးတော့မှဒီဆီယမာဂျီလိုပြုလုပ်ကျင်းပတဲ့မြို့သစ်ပွဲတွေထိုးပြီးတော့မှကျွန်တော်ကဒီမြန်မာရွယ်လောကကမ္ဘာချန်ပီယံဆိုတဲ့ဟိုချန်ပီယံတယောက်ဖြစ်လာတာပေါ့နော်ဆိုတော့ဟိုကိုကိုလိုပဲဒီတပည့်တွေဒါမှမဟုတ်လဲဒီဒီလောကကိုဝါသနာပါတဲ့ဒီကလေးအကုန်လုံးဒီနေရာလေးတစ်ခုရောက်စေချင်တယ်အဲ့တော့အဲ့ဒီရောက်ချင်တဲ့ကျွန်တော်တို့မှဒီ မြို့တက်ကနေပြီးတော့ကျွန်တော်ကဘာချန်ပီယံဆိုတဲ့ကဘာတစ်ခုရခဲ့တယ်နောက်လာမယ့်ကလေးတွေကိုလည်းဟိုဖြစ်စေအဲ့လိုမျိုးဖြစ်စေချင်တာနောက်ခုကကလေးတွေမှာထွေနေတာဆင်းတော့ဆင်းနေရတယ်ဘယ်တော့ပွဲထိုးရမှာလဲဆိုတာယူကိုလည်းအဲ့အဲ့ခံစားမှုကြောကျွန်တော်တို့ကခံစားမှုတွေအတွက်အရန်ဆိုးတယ်ဗောနောကလေးတွေမှာအနာကလက်ဝဲနဲ့ပတ်သက်တဲ့အနာကတွေပျောက်သွားမှာလဲအရန်ဆိုးတယ်ဆိုတော့ကိုလည်းတစ်ဖက်သလားနဲ့ကိုဝင်ကိုနိုင်တဲ့ဟာပါရှိတယ်ဆိုမြို့တက်ပွဲကိုကြီးကျင်းပါနိုင်တယ်ဆိုအဲ့ဆိုရင်အဲ့ဒါလုပ်မယ်ဟုတ်တော့အဓိကတော့အဲဘက်ကလေးရဲ့ညာကလေးရဲ့မဟုတ်ပဲနဲ့ ကလတိုင်းမှာရှိနေကလေးတွေအကုန်လုံးနိုင်ရပွဲထိုးရမယ်ဆိုတော့ဟိုရွေချက်ပေါ့နော်အဲ့လိုမျိုးရွေချက်တွေထားပြီးတော့ဒီပွဲကိုကျင်းပပြတာပေါ့ဒီပွဲကကျွန်တော်ကမျိုးသက်တက်ကွန်ဆိုင်တိုင်းဆိုပေမဲ့လည်းကျွန်တော်ဒီပွဲကိုခန်းခန်းနာနာကျင်းပါတယ်ဒီရှောက်လန်းနေနေပေါ့အဓိကတော့ကျွန်တော်တို့လက်ဝဲသမားတွေရဲ့ခံစားချက်ပေါ့နော်အဲလက်ဝဲသပွဲကိုတောင်းနေလေထိုးရကျွန်တော်တို့အရန်ပြော်တယ်နောက်ခုဘေးအပ်သွားမဲ့ဒီဆုဖလားတွေပေါ့ဆုတိုင်းနေဆိုလဲခလေးတွေအရန်ဟိုမမောတဲ့ဒီ ဟို site အကြီးပေါ့ကျွန်တော်ပြီးခဲ့တဲ့ခေါ်လာကျွန်တော်ပြောသလိုပေါ့ကျွန်တော်လှုပ်ထိုးခဲ့တန်းတစ်လျှောက်လုံးမှာကျွန်တော်တို့ရခဲ့တဲ့ဆူဆူလေးတွေကတော့ပမာဏလေးတွေပဲဒါဘောကကိုယ်ကချွေးသွင်းနေရင်းခဲ့တာဟိုပြန်ကြည့်တဲ့ခါကျရင်အဲ့လေးတွေပဲကျွန်တော်တို့ကမှတ်မဲ့ရဖြစ်နေတာအခုဒီဘက်မှာကျတော့ကျွန်တော်က heavy ပေါ့ကျွန်တော်ခါတဝက်စားလို့ရှိမယ်ဆူတိုင်းတို့ကျွန်တော်ပေးထားတာဘာလို့အဓိကတော့ကလေးတွေစူးစမ်းမှုအရာထင်ရမယ်သူတို့စူးစမ်းမှုကိုမြင်လိုက်ပြန်ကြည့်တဲ့အချိန်သူတို့မှာ feed တစ်ခုရနေရမယ်ပေါ့အဲ့တော့အဲဒီ skyline ကကြည့်မဲ့ ပြိသက်တွေရောဒီယုံနှောင်းလာကြီးမဲ့ပြိသက်တွေရောလာရောက်ကြီးစုပေးပါလို့ပဲဟိုဖိတ်ခေါ်ချင်ပါတယ်ဆိုတော့ကလေးတွေခွန်အားတစ်ခုလည်းဖြစ်တာပေါ့တက်ရှိနေမှာဒါပေါ့နော်အဲ့ဘုတ်ကလေးမှာပေါ့နော်ဒါကလလာဖွင့်တော့ဒါဒီအဲ့တွားလေးကျင်နေပေါ့နော် ထိုးပြသွားတာဟုတ်ဆရာဦးထွန်းလမိုးရဲ့ဆရာကိုကြီးတန်းစင်ရဲ့အဘရဲ့အဖွားရဲ့ပေါ့နော်အဲသူတို့ရဲ့တပည့်လည်းဖြစ်တယ်နောက်ပြီးကလတားလည်းဖြစ်တဲ့အတွက်ကြောင့်မလို့ဒီပွဲကိုအဘပေါ့နော်လမ်းပြေကြောင်းကြရဲထိုးမာလာပေါ့ဒါလည်းထိုးမယ် MID မာလီလာထိုးရွေးွားတာပေါ့တာမတရားပြေဆုံးပွဲစဉ်ကတော့ကြာပြီပွဲပေါ့ကြာပြီကြေးရွာပွဲမှာဒါအဲ့တုန်းကသက်9နှစ်ပဲရှိသေးတယ်ဒါနဲ့ထိုးတဲ့ပေါ့နော်လဝိတ်ပညာရှင်ကအသက်16နှစ် လက်ရှိရောက်နေမှာဒါထိုးတယ်အဲ့မှာဒါအိုက်ပွဲမှာဒါဘောနော်ဟိုအဲ့မှာကောင်းဆုံးလဝိတ်သမားစုကိုဘောနော်ချီးမြှင့်ခံရတယ်အိုက်ပွဲကမှတ်တရဆုံးပွဲပါတာကစားခဲ့တဲ့ပွဲကဘောနော်20မှာ2ပွဲရှိပြီနိုင်ပွဲရော2ပွဲ3ပွဲပေါ့ကျန်တာတွေတည်ကြတယ်ဒီရောလဝိတ်ကိုဘောနော်ဒါတပ်ဟိုပြောမှဆိုလို့ရှင်အသက်30ကျော်40ပေါ့နော်ဒါလဝိတ်လောကမနာကီတီစက်ကစားတော့ပဲလေးစားအကြရဲ့ဆံရကစားသမားဆရာဦးထွန်းမူမူရဲ့ကိုကြီးတန့်စီရဲ့အဲပေါ့နော်ဥတ္တမရှောင်းရဲ့ပေါ့ နောက်ပြီးတော့ဟိုဥအောင်လာရေပေါ့အဲသူတို့အားကြရတယ်။ဘာကြောင့်အားကြရလဲဆိုဆရာဥထွန်းလူမိုးစလူကြီးလို့ရှိရင်အဲပညာကောင်းတယ်ပေါ့။ပညာပိုင်းကောင်းတယ်တက်လုံးပိုင်းကောင်းတယ်ကြောင့်မို့အားကြရတယ်။ကိုကြီးတန်းကျင်စလူကြီးလို့ရှိလို့ရှိရင်လည်းသူလည်းတူတူပါပဲပညာကောင်းတယ်ပေါ့နော်ဇွဲကောင်းတယ်တက်တီကောင်းတယ်ကြောင့်ကျွန်တော်အားကြရတယ်။တားရအားကြရတယ်ပေါ့နော်။နောက်တစ်ယောက်ကတော့ဆရာဥတမီဆောင်ပေါ့ဥတမီဆောင်ကတော့ပြောဆိုမာကုံပိုင်းကောင်းတယ်တက်တီရှိရေပေါ့နော်အဲအကြောင်းအားကြရတယ်ဥအောင်လာဆိုလို့ရှိလို့ရှိရင်တော့ ပြောမစိုးကြီးလို့ရင်ကိုတားတို့ကစားတဲ့အတန်းမှာတော့မဟုတ်ဘူးပေါ့ဟိုသူက MMA ပေါ့ဒါပေမဲ့သူအာအကြရေပေါ့နော်တားကြီးလာရေပေါ့နော်တားအဲဝမ်းချမ်းရေရှိကိုသွားပြီးတော့ကပတ်ကြီးလူကျင်တယ်ပေါ့နောက်ပြီးတော့တားဖိနေတားမေးကိုလည်းတိုက်ကြီးထောက်ပေးရင်းတယ်အဲဒီစန်တာလေးပြေပါဝိုင်းတော့ပါပြီဟုတ်တားတို့ဘွဲကိုတင်ပြူมาလဲလာပြီးတော့အာပီအဲတားပေးခြင်းနဲ့တွေ့လဲအပေးခြင်းအောင်နောက်ပြီးတော့အဲဘောနော်စကိုင်းချမ်းမှာကြီးရှုခြင်းလဲကြီးရှုခြင်းအောင်ပေါ့နော်အဲ့ဒါကြီးရှုလို့ရပါတယ်လို့တားအနေနဲ့ပြောခြင်းပါတယ်ဟုတ် ပြီးခဲ့ပွဲမှာအကောင်းဆုံးရှင်ပြိုင်ခဲ့တယ်ပြီးတော့အကောင်းဆုံးကြိုးစားခဲ့ပေါ့နော်ရလာနိုင်တဲ့အတွက်ပျော်ပါရန်နဲ့တွေ့ကြုံရတော့음စင်မောပထမဦးဆုံးဒီရိုးရလဝိတ်ထွက်အတွက်စင်မောတက်ခံနေတော့နည်းနည်းစိတ်လှုပ်ရှားတယ်ကျွန်တော်ဆရာကိုထွန်းလင်းမလို့နဲ့ကျွန်တော်အကောင်းဆုံးပြင်ဆင်ထားပါတယ်ဒီလာမယ့်ပွဲမှာလည်းကျွန်တော်အကောင်းဆုံးလုပ်ပြပါမှာပါကျွန်တော်အကြိုက်ဆုံးရိုးရလဝိတ်ထဲမှာဆိုရင်တော့ကိုထွန်းလင်းမရှိမယ်ကိုထွန်းလင်းမပါသူကအရန်လဲစူးစမ်းရယ်ပြီးတော့သူကစိတ်လဲအရန်မာရယ်အဲ့လိုမျိုး အရန်စူးစမ်းရပါတော့เนาะကျွန်တော်သူ့အရန်လေးစားပါရအရန်လည်းကြိုက်တယ်ကျွန်တော်တို့ပွဲကိုစောင့်ကြည့်ပေးကြအကောင်းဆုံးလည်းစူးစမ်းတာပါရအကောင်းဆုံးလည်းလုပ်ပြအောင်ပါဒီ skyline ကပဲဖြစ်ဖြစ်အပြင်ဒီတိမ်ဖြူယုံနေတိလာအားပေးပါဖြစ်အားပေးကြပါလို့ဖိတ်ခေါ်ပါတယ်ကျွန်တော်ဒီပိုင်ဘုံမှာဝင်ရောက်ရှင်းပြနေတာကျွန်တော်ဆရာတွေရဲ့ကျွန်တော်ဆရာတွေပြောကြားမှုကြောင့်ပြီးတော့ကျွန်တော်ကိုရန်လေး ျွန်တော်လည်းဆရာထက်တန်လို့ရွှေရှင်ပြန်ခဲ့တာကျွန်တော်ပညာစတင်ကြခဲ့တာ2023 2024လောက်အဲ့လောက်ပဲစပြီးတင်ကြခဲ့တယ်။ဒါစထိုးတာကျွန်တော်ဒီ2025မှာစထိုးပြခဲ့တာကျွန်တော်ဆရာရလည်းကျွန်တော်အကောင်းဆုံးပြင်ပေးထားတယ်ကျွန်တော်လည်းအကောင်းဆုံးကြိုးစားထားပါတယ်ဟုတ်ဘယ်သက်ဘယ်ရွယ်ကစားသားမရှိရဲကျွန်တော်ကျွန်တော်ဖေရလည်းအဲ့ဒါကိုဝါသနာပါတယ်ကျွန်တော်ပြီးတော့ကျွန်တော်ဖေရလည်းထိုးဖို့ပြောတယ်ကျွန်တော်ကိုယ်တိုင်လည်းအဲ့ထဲကိုဝါသနာပါတယ်အဲ့တော့ကျွန်တော်တက်သေးတဲ့ဒီကျွန်တော်ထိုးမှာပါဟုတ်ကျွန်တော်ကျန်းနေတက်ဆုံးကစားသားမှာကျွန်တော်ဆရာဆရာထုံးလို့မဖြစ်ပါဘူးသူ့ရဲ့သူ့ရဲ့စိတ်သက်ကြံ့ခိုင်မှုရေသူ့ရဲ့ရှုံးမပေးခြင်းနဲ့စိတ်တည်ရေ ြီးကျွန်တော်တို့ဘောလေကျွန်တော်ကျွန်တော်အဖေဆိုလည်းမမပါဘူးကျွန်တော်ဆရာဆိုလည်းမမပါဘူးခင်ဗျာကျွန်တော်တို့ဘွဲကိုစကိုင်းနှက်ကလည်းတိုင်ရိုက်ထုံးလို့တော့မယ်ဒီတိမ်ဖီယုံလည်းလာရောက်အပေးလို့ရပါတယ်ကျွန်တော်အားလုံးဖိတ်ခေါ်ပါတယ်တို့ရမျိုးဆက်တည်တယ်ဆိုတော့အတွေ့အကြုံနေနေတော့ဒီလိုပွဲရင်များများလုပ်ပြီးတော့တော်တော်အဆင်ပြေရောကျွန်တော်တို့အတွက်ပွဲများများအတွေ့အကြုံများရလို့ရှိရင်နောက်ပွဲအတွက်ပို့ပြီးတော့ထိုးလို့လွယ်တာပေါ့အဆင်ပြေတာပေါ့ထိုးမယ်ပြီးတော့အထိုးမခံအောင်နေမယ်အဲ့လိုပြီးတော့ point နဲ့ဆိုတော့လဲထိုးမှနိုင်တာမဟုတ်ဘူးပဲဒီပွဲကြတော့အမှတ်နဲ့လည်းနိုင်အောင်လုပ်လို့ရတယ် ထိုးမယ်ထွက်မယ်အဲ့လိုပေါ့အဲ့လိုကစားကိုပြင်ဆင်လာတာပေါ့ကျွန်တော်ပွဲပြီးတော့သူ့ဝဲကြည့်လိုက်ရတာဆော့ရူဘီတကယ်ကောင်းတာဟက်ကစ်တွေပါတယ်ဟက်ကစ်ထွက်တာကောင်းတာအရင်ပွဲတစ်ပွဲအားလည်းကြည့်လိုက်ရတာကောင်းတာကစားသမားကျွန်တော်အရင်စကြည့်ရတာ MMA ရစကြည့်ပြီးတော့အဲ့လိုသဘောကျတာပေါ့ MMA သူ့ထိုးပဲပေါ့နည်း Street Fight လည်းဆန်ရတယ်ဗျာတရားလို့ပြီးတော့အဲ့လိုထိုးဖို့ရှိလားဆိုတော့ဇိုးရမှာအဲ့လိုထိုးတာပွဲများသွားရင်တော့ ground ပိုင်းတွေပါတိကျပြင်ဆင်ပြီးတော့ MMA ထိုးဖို့ရရှိပါတယ်ဒါပေမဲ့အခုကကျတော့ကျွန်တော်ယူရပဲ focus ချင်တာများလို့ယူရပဲ focus ထားတာပေါ့ အခုတော်ရရအချင်းပါမဲ့ပွဲပါမျိုးဆက်တိကစားသမားရေကောင်းတဲ့ကစားသမားရေတကယ်အများကြီးပါလို့လာကြည့်ကြဖို့အချမ်းပေးရှင်ပါရေကျွန်တော်လည်းအခုထိုးမဲ့ပြန်ပါလဲအရင်ကောင်းပါတယ်သူဆိုလဲအဲ့လိုမျိုးကစားပေါင်းများစွာကျွန်တော်လည်းအများကြီးသူကစားဘူးပါတယ်ဒါပေမဲ့သူ့ပွဲလည်းကျွန်တော်ကြည့်ရှုလေ့လာထားပါတယ်ဒါပေမဲ့သူ့ကိုလည်းကောင်းဆုံးထိုးတတ်နိုင်မယ်လို့ကျွန်တော်မျှော်လင့်တယ်လို့ကောင်းဆုံးလည်းပြင်ဆင်ထားပါတယ်ကျွန်တော်ရွေးရလဝေးကစားသမားဘွားကိုကျွန်တော်အကောင်းဆုံးထိုးတတ်သွားမယ်ထိုးတတ်နိုင်တဲ့အထိကျွန်တော်ထိုးတတ်သွားမယ်လို့ ဆုံးဖြတ်ထားပါကျွန်တော်ကတော့ယူရကစားသမားဖြစ်တဲ့အတွက်ယူရကိုကဘာတိအောင်ပဲအဲ့လိုမျိုးခြားပြချင်းတယ်လေစာအားကြတဲ့ကစားသမားရတော့ဟိုတီးတန်းတော့မရှိပါဘူးအကုန်လုံးတော့ကြိုက်ပါတယ်ဟုတ်သူအရာနဲ့သူကောင်းပါတယ်အခုချိန်မှာကျော်သိုးသက်ချင်တော့လောလောဆယ်ဆရာချိုးလာတာဟိုကျော်သိုးချင်ပါတယ်သူစီကိန်းပြန်လာပြီဆိုရင်ကျော်စိန်ခေါ်ကြီးသိုးသက်ချင်ပါတယ် အလုံးပဲဒီတိမ်ဖြူယုံမှာလဲလာရောက်ကြည့်ရှုလို့ရတယ်လို့လာရောက်ကြည့်ရှုနိုင်ခဲ့လို့ရှိရင်လဲစကိုင်းနက်ကနေရောကြည့်ရှုအပ်ပေးဖို့ဖိတ်ခေါ်ပါတယ် ောင်းနဲ့ထုံးမဲ့ပွဲဘယ်လိုခံစားရလဲပေါ့အော်ပထမဆုံးထုံးမဲ့ပွဲဆိုတော့စိတ်လှုပ်ရှားရယ်စိတ်လှုပ်ရှားပဲမဲ့အကောင်းဆုံးစူးစား training လုပ်ထားတဲ့အတွက်ကြတော့အကောင်းဆုံးဖြစ်မယ်လို့ယုံကြည်ပါတယ်နာမည်က Abrad ဒီနေ့ဒီနေ့မနေ့ပဲကျွန်တော်တွဲဆိုင်တော့ဒီနေ့မှပဲသူအစားတွေးဖြစ်တယ်ဟုတ်အာအရင်ပွဲကသူထိုးပြီးလို့ကြားရကျွန်တော်သူ့ပွဲတော့တွေ့ဘူးရယ်သူ့ပွဲတော့တခြားလေ့လာထားပါတယ်အများကြီးပဲဗျာကျွန်တော်ပြင်ဆင်ရမှာအခုပထမဆုံးထိုးပွဲဆိုစိတ်တက်ပဲဆိုင်ရယ်ကျွန်တော်အမြဲထိုးပြီးပြီဆိုရင်ဆရာဝန်နဲ့စကားပြောရယ် ညာဆရာရဲ့အတွေ့အကြုံတွေကိုကျွန်တော်တို့ဝင်မြရယ်ဝင်မြတော့ဆရာရဲ့အတွေ့ဘောအတွေ့အကြုံတွေပြီးရင်ကျွန်တော်လိုအပ်တဲ့ချက်တွေကိုအကုန်လုံးစုပေါင်းပြီးတော့အကောင်းဆုံးပြင်ဆင်လာပါကျွန်တော်ကကမ္ဘာချန်ပီယံနှစ်ထပ်ကွန်းဆရာထွန်းလွင်မိုးရဲ့အာတောင်းအေယာကလပ်မှာခုတင်ကြားနေပါတယ်။ကြောက်စိတ်တော့မဖြစ်မြို့ရက်။ဘာလို့လဲဆိုတော့ကျွန်တော်ကိုယ်တိုင်လည်းဝါသနာပါလို့အင်ကလုံးဝလက်သက်မခံရကြရနေပြီးတော့ယုံထွက်ပြီးတော့ဒီလိုလာခဲ့တဲ့အတွက်ကြောင့်မလို့ပေးဆက်ဖို့တော့ဆန်သက်ရှိပါတယ်။အဲဒါကြောက်စိတ်တော့မရှိပါဘူး။ကျွန်တော်မနေ့6နိုင်ဆိုရင်ကလပ်သွားတယ်။ 6နိုင်ရနဲ့9နိုင်လောက် ပြီးသွားပြီဆိုရင်အိမ်ပြန်ရေချိုးကြောင်းလာကျောင်းကနေတဆင့်အဲကျောင်းက9နိုင်ကျောင်းက10နိုင်17နိုင်17နိုင်နေပြီးတော့3နိုင်အထိသွားတယ်သွားပြီး3နိုင်ပြီးသွားပြီဆိုတာနဲ့ကျွန်တော်ကလပ်ကိုပြန်သွားတယ်အိမ်ကို6နိုင်ခွဲ9နိုင်လောက်မှပြန်ဖြစ်ပါတယ်ဟုတ်ကျွန်တော်အဲ့အခု GD ပြန်စာမေးပွဲမပြီးခင်မဖြည့်ခင်မှာအရင်ဆုံးကြိုပြီးတော့အမေကိုပြောထားတယ်အမေအမေအမေဖေးတွေကိုကျွန်တော်အမေတာနိုင်ငံခြားမသွားခင်တရအောင်ထိုးမှာထိုးပြီးမှပဲဒါကျောင်းဆက်တက်မယ်တခြား unit ဆက်လုပ်ရရှိရဆက်လုပ်မယ်လို့ပြောထားတယ် အဲ့လိုပြောလို့သူတို့လက်ခံသွားတာပေါ့။ဘာဖြစ်ပြီးစက်အများကြီးပဲ။အိမ်ကမသိအောင်ခိုးထွက်တယ်။ပြီးရင်အိမ်မှာအဲចောင်းသွားတက်မယ်ဆိုပြီးရင်ចောင်းရတကယ်ဆိုရင်9နိုင်ကို10နိုင်လောက်မှတက်ရမှာ။ဒါပေမဲ့စောစောစီးစီးအဲ့ project ရှိရလို့လည်းပြောပြီးထွက်လာ။ထွက်လာပြီးတော့အဲ့မှာ training sing training sing training ရမှာတစ်စင် YouTube ကြီးចောင်းတန်းသွားပါ။ကျွန်တော်စိတ်ဆုံးဖြတ်ထားတယ်။ကျွန်တော် champion ဖြစ်ရမှာ။ champion မဖြစ်မချင်းကျွန်တော် lemon show ကျွန်တော် champion ကမ္ဘာ champion ဖြစ်အောင်လုပ်။ကျွန်တော်ရဲ့ပထမဆုံးပွဲမလို့အားပေးကြပါ။ပြီးတော့ကောင်းဆုံးကျူးစားပါမယ်လို့ခရီးပေးပါတယ်။ ကျွန်တော်ဒီပိုင်ပွဲမှာကျွန်တော်အဲစင်ခေါ်ပွဲပေါ့အထူးစင်ခေါ်ပွဲအနေနဲ့ကျွန်တော်ဝင်ရောက်ရှင်ပွဲမှာဖြစ်ပါတယ်အတွေ့အကြုံတော့အများကြီးရတာပေါ့အဲဘလို့ဆိုတော့အကျိုးဝိုင်းထဲမှာကစားအားကစားနည်းဆိုတော့အဲသူများရေဘလို့ကန်ရာကိုကဘလို့ defend ရမှာတွေအများကြီးအများကြီးပြင်ဆင်ခဲ့ရပါတော့ကျွန်တော်အကောင်းဆုံးပြင်ဆင်ထားပါတယ်သူ့ဘက်ကလည်းနာမည်ရှေ့ကကစားသမားဆိုတော့ကျွန်တော်ဘက်ကအကောင်းဆုံးအနေနဲ့ကျွန်တော်အများကြီးပြင်ဆင်ထားပါတော့ကျွန်တော်ဒီတုံရင်အရာပွဲကိုကျွန်တော်ဆရာပေါ့အဲဆရာကနေတဆင့်ပြောပြီးကျွန်တော်ဒီ ပြန်ဖို့ကျွန်တော်ဝင်ရောက်ရှင်ပြန်ပြဖြစ်ပါတယ်ခင်ဗျာရိုးရကစားသမား legend ကအများကြီးပေါ့ဗျာဒါပေမဲ့ကျွန်တော်အားကျကျွန်တော်ကြိုက်တဲ့ကျွန်တော်ရဲ့အဲ့ဒီတော့ကျော်စားဝင်းကိုကြိုက်ပါတယ်ခင်ဗျာကျွန်တော်ကျော်စားဝင်းကိုကြိုက်ရတာဆိုတော့မာဂုံရှိတယ်လူငယ်ဖြစ်တယ်မြန်တယ်ပြီးရင်လုံးဝ defend မဆော့ဘူးလုံးဝ attack အဲ့လိုတိုက်စစ်စင်မှာဆော့တဲ့အတွက်ကျွန်တော်သဘောကျပါတယ်ခင်ဗျာကျွန်တော်ရိုးရလက်ဝဲအပြင်ကျွန်တော်လုံးဝ martial ပေါ့နော်ကျွန်တော်ဒီကိုခန့်ပညာမှာကျွန်တော်ကစ်ဘောက်စင်လဲကစားမယ်ကျွန်တော်ရီမန်ချက်ပေါ့ကစ်ဘောက်စင်ကစားမယ်ကျွန်တော် MMA ကစားမယ်ပြီးရိုးရကစားမယ် ဲ့တုံးခုဆိုတော့ကျွန်တော်စဉ်းစားထားပါဗျာဒီမန်ချက်ဆိုတော့ကြီးကြီးမားပေါ့ဗျာကျွန်တော်ကတော့ရိုးရမှာဆိုရင်လုံးဝအလွတ်တန်းချန်ပီယံတယောက်ဖြစ်အောင်ကျွန်တော်အဲ့လိုထိကျတော့ရီမန်ထားရပေါ့ကစားနိုင်တဲ့အတက်ရွယ်အထိကျွန်တော်ကစားရောပါပါရိုးရအောင်ကျွန်တော်ကတော့ဘလို့ဆိုတာမရှိပါဘူးကျွန်တော်ဝိတ်တန်းတူမယ်ပြီးရင်ကျွန်တော်ကောင်းတဲ့လူဆိုရင်ကျွန်တော်ကဘာလို့မဆိုကျွန်တော်ကစိန်ခေါ်မှသုံးပါပါဆန္ဒလာပိုင်း6ရင်းနဲ့ကျင်းပမယ်ဒီတုံးဝေးရအဲရိုးရဖိတ်ခေါ်ပလားကိုတိမ်ဖြူမှာလည်းလာရောက်ကြည့်ရှုကြမယ်အဲပြည်သူများနဲ့ဒီ SkyNet ကနေကြည့်ရှုမှာမဲ့ အဲပြီးသမ ्या အားလုံးကျွန်တော်ဖိတ်ခေါ်ပါဗျာဟုတ်